အိန္ဒိယနိုင်ငံကက်ရှမီးယားနယ်မှာဖေဖော်ဝါရီလ14ရက်နေ့ကအပြန်အလှန်ပစ်ခတ်မှုတစ်ခုအတွင်းအိန္ဒိယစစ်သား၄ဦးနဲ့စစ်သေးကြတွေဗမာ၄ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြပါရယ်။ဒါဟာ၃ရက်ကြာကာလအတွင်းလုံခြုံရေးတပ်ဖွဲ့တွေနဲ့ခွဲထက်ရေးသမားတွေရဲ့ဒုတိယအကြိမ်မြောက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြတာလည်းဖြစ်ပါရယ်။ ကက်ရှမီးယားမြောက်ပိုင်းဘန်ဒစ်ပိုရာခရိုင်မှာစစ်သွေးကြတွေရဲ့တရင်ကိုရရှိထားတဲ့အတွက်ကြောင့်စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေပူးပေါင်းပြီးနေမြေရှင်းလင်းရေးဆောင်ရွက်စဉ်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါဒီပြစ်ခတ်မှုကြောင့်စစ်သား၃ဦးသေဆုံးခဲ့ပြီးစစ်သား၅ဦးမှာဒဏ်ရာရရှိခဲ့ကြတယ် စစ်သေးကြရပြမှာတဦးသေးဆုံးကြောင်းကာကွယ်ရေးဌာနရဲ့ပြောရေးဆိုခွင့်ရသူတဦးကပြောကြားခဲ့ပါတယ်။နေမြေလျှောက်ပွေးလုံဆောင်စဉ်အတွင်းစစ်သေးကြတွေဟာပုံအောင်နေတဲ့အိမ်တိုင်မှပြစ်ခတ်ခဲ့တာဖြစ်တယ်လို့လည်းဒုတိယဗိုလ်မှူးကြီးရာဂျစ်ကယ်လီယာက ပြောကြားခဲ့တာဖြစ်ပါတယ်။ ောက်ထပ်ဖြစ်စဉ်တစ်ခုမှာဟန်ဒွာယာခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြစ်ခတ်မှုတွင်စစ်သွေးကြော်ရီဗမာ၃ဦးသေဆုံးပြီးတော့အိန္ဒိယစစ်ဘက်မှာအရာရှိတအူးသေဆုံးခဲ့ရတယ်လို့လည်းအကြီးထရေးအရာရှိတအူးကရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။အိန္ဒိယဆိုရဟာနိုင်ငံရဲ့မြောက်ဖျားပိုင်းမှာရာစုနှစ်ရဲ့၄ဘုံတစ်ဘုံကျော်ကြာသက်တမ်းရှိနေပြီဖြစ်တဲ့သဘုံထနေတာတွေကိုထိန်းချုပ်နိုင်မှုကြိုးပမ်းနေရပါတယ်။ ။အိန္ဒိယအစိုးရကတော့ပါကစ္စတန်နိုင်ငံဟာခွဲထွက်ရေးသမားတွေကိုလမ်းထဲနဲ့ငွေစက်ကူအတူတွေကို ထောက်ပံ့ပေးနေတယ်လို့စွပ်စွဲထားခဲ့ပြီးပါကစ္စတန်အစိုးရကတော့ညှင်းပယ်ထားခဲ့ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၂ရက်နေ့ကလည်းကက်ရှမီးယားတောင်ပိုင်းမှာတိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးအိန္ဒိယစစ်သား၂ဦးနဲ့စစ်သွေးကြော်တွေဘက်မှ၄ဦးသေဆုံးခဲ့ရတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။